လာပါကျွန်တော်နာမည်ကျော်မင်းထွန်းဖြစ်ပါတယ်ကျွန်တော်ကဗုဒ္ဓဘာသာဗမာလူမျိုးတယောက်ဖြစ်တယ်မြို့ဖလားဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကဖခင်ဒီလိုပဲဗုဒ္ဓဘာသာကိုကူးကွယ်တယ်နတ်တွေကိုကူးကွယ်တယ်သူတို့ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအတိုင်းယဟန်ခံရတယ်ရှင်ပြုရတယ်ကျွန်တော်ယဟန်ခံပြီးတဲ့အသက်တာထီကိုကျွန်တော်ဗုဒ္ဓဖခင်ကိုယုံကြည်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗုဒ္ဓအရေးကိုခြုံလိုက်တဲ့အခါမှာကျွန်တော်မိဘတွေဖြစ်တဲ့နောက်ကဒီမှာရှိတဲ့လူကြီးတွေကလေးသူငယ်တွေကဥချတယ် ်ဥချရခင်မှာအော်ဗုဒ္ဓဖရာကတကယ်ပဲကြီးမြတ်ပါလားသူ့ရဲ့အရည်လေးကိုခြုံလိုက်တာနဲ့ငါ့ကိုဥချကြတယ်ဝူကိုကိုးကွယ်ကြတယ်ပူဇော်ကြတယ်ပေါ့အော်ငါကိုရင်လေးပဲရှိသေးတယ်ပေါ့ယဟန်သာဖြစ်လို့ရှိရင်ငါ့ကိုဘယ်လောက်မြန်ကိုးကွယ်ကြမလဲဘယ်လောက်မြန်ပူဇော်ကြမလဲဆိုတော့ငငယ်လေးတဲကငါယဟန်ဖြစ်အောင်လုပ်မယ်ဘုန်းကြီးဦးစီးဖြစ်အောင်လုပ်မယ်ဘုန်းကြီးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ငငယ်လေးတဲကဖရာစာတွေဖတ်တယ်ဟိုကုသိုလ်ရဖို့အတွက်အမြဝေဖို့အတွက်ကိုငငယ်လေးကရအောင်ချက်တယ်ကိုရင်လေးဘဝအဲ့ကနေစပြီးတော့ကျွန်တော်တပတ်ပြည့်တော့ကိုရင်ထွက်သွားတယ် ဲ့ဒါစပြီးဩငငယ်တော့လူလောကရောက်လာတော့အလူတွေကငါ့ကိုဟာတငယ်ချင်းပဲအဖေအမေကလည်းသားပဲပြန်ခေါ်တယ်ပေါ့ကလေးဘွားပဲရှိသေးတယ်ကိုရင်ဘွားပဲရှိသေးတယ်အဒီကနေပြီးတော့ကျွန်တော်အသက်တာဒုတိယကျင်အသက်14နှစ်လောက်မှာကိုရင်ကြီးတစ်ခါပြောင်းဝက်တယ်ကိုရင်ကြီးပြန်ခံတော့ကျွန်တော်ဖះစာကြာပြီဖះရှိကိုတက်ပြီကောင်းကောင်းအမျှပေးတည်တယ်ပြီအဲ့ဒီအချိန်မှာကိုရင်ကြီးဆိုတော့ကိုရင်လေးတွေကိုအုပ်ချုပ်ရတယ်ဖူးဦးစင်းနေဖုန်ကြီးကလည်းဦးစားပေးတယ်လူတွေအကြီးကိုဒကာကမတွေကလည်းကျွန်တော်တို့ကိုဦးချတယ်ဝတ်ပြုတယ်ကောင်းကောင်းပြုစုဆက်ဆံကောင်းကောင်းတွေးမွေးဆောင်ရှောက်တယ်ပေါ့ကျွန်တော်ကိုဘာလို့ပြောလို့ရှိရင် အကောင်အကြတော့ဟောငါယဟန်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတိုင်းပဲကျွန်တော်ရှင်းနှက်ခါပြုခဲ့တယ်ကိုရင်လေးကိုရင်ရှင်းနှက်ခါပြုတယ်ပြုပြီးတော့ကျွန်တော်ခုနှစ်ပြည့်တော့ဝင်ကြီးပြန်ထွက်သွားတယ်ထွက်ပြီးတဲ့အချိန်မှာကျွန်တော်အသက်တာအပြင်လောကရောက်သွားပါတယ်အပြင်လောကလူလောကမှာကျွန်တော်ဆယ်တန်းကြာပြီးတဲ့အချိန်မှာကျွန်တော်မိဘအချိန်နေရစာဝင်နေအချိန်နေရကျွန်တော်အပြင်လောကကိုစလုပ်ခဲ့တယ်ပြင်ရလို့လို့စလုပ်တဲ့အတွက်သူများအလုပ်လုပ်တဲ့အလုပ်တဲ့အတွက်ပင်မဆင်းရဲစွာခံရတယ် ပြန်ပြန်စဉ်းစားပြန်ခံရတဲ့အချိန်မှာပြန်စဉ်းစားကြည့်တယ်။အော်ငါကိုရင်လေးဖုန်းကြီးကိုရင်လေးကိုတုံးရတော့ငါ့အတွက်ဘာမှပူစရာမလိုဘူးကဟိုကလူဝှထုငွေကတ်လိုက်။အာဟိုကကျူးတာလေးအစင်းစင်းစားရလိုက်နေ။အပြင်လောကရောက်တဲ့အချိန်ကျတော့ငါပြန်ပြန်ကြည့်စွာဝမ်းစာတော့ကိုအလုံးလောက်ရတယ်။မိဘကိုချာကျူးရတယ်ဆိုတဲ့အသက်တာနဲ့အသက်တာ၆လမ်းခဲ့တယ်။၆လမ်းရင်းနဲ့လောက်ရတဲ့အလုတ်ကပြန်ပန်းတဲ့အတွက်တကယ်ချင်းအပေါင်းတင်းနေရလောလူလောကမှာရှိတဲ့လူတွေကဟိုကျွန်တော်တို့လိုပြောရဆိုရင်တကယ်ချင်းနေရကောင်းတဲ့တကယ်ချင်းကရှားတယ်။မကောင်းတဲ့တကယ်ချင်းကများတယ်။ အော်အလိုးလိုးတဲ့တွဲပဲဒါအရက်တောက်တဲ့လူနဲ့ပေါင်းပြီးတော့ကျွန်တော်အရက်တောက်မိတယ်ကွန်စားတက်တယ်၁၄တောက်တာတက်တယ်တဖြည်းဖြည်းနဲ့အလိုးပြင်းမှန်းဆိုအလုပ်တော့အရက်တောက်လိုက်တယ်ဒီဟိုဟာအလိုးလိုးတဲ့အရက်တောက်လိုက်အဆုံးဒီလိုပဲတန်စရာလင်းနေနောက်ဆုံးကျွန်တော်ဘွားကြီးကအရက်သမားဖြစ်သွားတယ်အရက်သမားဖြစ်သွားတော့ကျွန်တော်တို့ဗုဒ္ဓဘာသာကကျွန်တော်ပြောဘူးတယ်ကျွန်တော်လူကြီးသူမတွေကပေါ့အော်ဒီအရက်ကြီးကိုဖျက်ချင်လို့ရှိရင်ညဖုန်းကြီးဝေးရမယ်ကိုရင်ချင်းပြုတ်ပြီးပြီဖုန်းကြီးဝေးရမယ်ဆိုတော့ဟာကျွန်တော်ဖုန်းကြီးဝင်မှာပေါ့ကျွန်တော်ဟိုဖုန်းကြီးဝင်မယ်ဒါကဒီအရက်ပြတ်နိုင်တယ်ဘာကြောင့်ကျွန်တော်ဖုန်းကြီးဝတ်ချင်တယ်ပြောလို့ရှိရင် ကျွန်တော်အရင်မတော့ကျွန်တော်တည်တယ်မหนีနိုင်တော့မနေ့ဆိုရင်အရက်လေးတရဘိုးတော့တောက်လိုက်ကမှကျွန်တော်လက်ကညိနေတာရင်မတော့ရင်ကျွန်တော်ဒီလိုဖြစ်နေတိတ်တု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 တ်သမီးစားရင်ဒီလိုသူများရေလို့သူဟိုအောက်ကုန်းကိုအမြင့်မြင့်ကောက်ကောက်မစားရဲဘူးရေရုံဝင်မစားရဲဘူးအရက်သမားဘိုးကဒီလိုတုံတုံတော့ဒီလိုကတ်ကုတ်မစားရဲဘိုးကဟာငါဖះရှိတယ်ငါတို့ကိုယ်ကိုယ်ထားဝါဖះရှိတယ်ဘုရားဘာသာထားထိရောက်တာဘုရားမြတ်စွာဘုရားငါတို့ဖះရှိတယ်တင်ငှားရေချုံတော်မှာအကောင်းကြီးကောင်းအောင်ခံစားရတယ်ကောင်းကောင်းနေရတယ်ငါဖုန်ကြီးဝင်မယ် ဖုန်းကြီးဝင်မယ်ဆိုပြီးတော့ကျွန်တော်တို့အလှူရှင်တယောက်ကကျွန်တော်တို့ကုသင်္ကန်းစီးဖို့အတွက်လုပ်ပြီးတော့ကျွန်တော်ဖုန်းကြီးဝင်ပေးတယ်။ဖုန်းကြီးဝင်ပြီးတော့ကျွန်တော်အဲ့ချိန်မှာတုံ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 နဲ့ဖုန်းကြီးဝင်လိုက်တယ်။ဝင်လိုက်တော့တိမ်စင်းလည်းလောင်းတော့လူတွေအများကြီးပဲတိမ်စင်းလောင်းကြတယ်။ဝတ္ထုငွေတွေအလူငွေတွေအများကြီးရတယ်။အိုးဖရားဟိုငါတို့ကူးဝယ်တယ်ဖရားကောင်းပါလား။ဘုရားမြတ်စွာဘုရားကောင်းပါလားဆိုပြန်။ညကျတော့ညနေကျတော့တနေ့ကင်းလုံးအစားမစားဘူးအရင်မတော့ဒီလိုလက်တွေကညကျတော့မနေနိုင်တော့ကြောင်လာတယ်လူကအရင်မတော့မနေနိုင်ဘူးကျွန်တော်တရာကြောင်လာတယ်။ မနေ့ကကြိတ်မိပြီးနေတယ်ဖျားရှိခိုးတယ်အမြပြောင်းပြေးဝေးတယ်ဒီလိုပဲနေ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 နဲ့မနေ့မိုးလင်းတဲ့ကြောင့်ဓာတ်မခံနိုင်တော့လူကအစာမစားတဲ့ရက်ကများတယ်အရင်နေပဲအသက်တာရှင်လာတာဖြစ်တဲ့အတွက်ကျွန်တော်အသက်တာလေးကမနေ့လေ9နိုင်လေးလောက်ကျတော့မိလေးွာမိလေးတော့လူတွေကစီကျွန်တော်ကိုကိုင်ယူဦးစီးတခါတည်းချွတ်လိုက်တယ်ချွတ်ပြီးတော့အပြင်စီကန်းပို့လိုက်အဲ့မှာအပြင်မှာကျွန်တော်အသက်တာ6လနဲ့အပြင်သား6လတော့လေအရက်သမားပဲအရက်သမားကနေဘုရားပဲနေင်းနေအိမ်မှာလေအလုံးမရှိဘူးအိတ်လိုက်စားလိုက်အရက်တော့လိုက်နေလာတော့ မိဘတွေကညီကိုမောင်နှမတွေကကျွန်တော်မကြည့်ဘူးတော့။အဖေကနောက်ဆုံးကျွန်တော်အိမ်ဘဝကနေနေချလိုက်တယ်။နောက်ဆုံးအိမ်ဘဝကနေချတော့အမေမျက်နှာကျွန်တော်ပြန် ကက်နေတယ်။နောက်ဆုံးကြတော့အဖေကသတင်းစာနဲ့အမေကကျွန်တော်တားဖြစ်ကနေဆွန့်လွတ်လိုက်တယ်။အဲ့ရမူးနေတော့မိဘကိုမိဘမှမသိဘူး။ညီကိုညီကိုမောင်နှမကိုမသိဘူး။အဖေကအိမ်ပေါ်လည်းအဝေးဆုံးလည်းဘာဖြစ်လဲနေကြစားအများကြီးပဲယောက်ျားလေးထောင်းပြီးတမ်းမရှိဘူးဆိုတဲ့မာနနဲ့အိမ်ပေါ်ဆင်းသွားတယ်။မူးကြောင်မူးကြောင်နဲ့အသက်တာပဲဒီလိုပဲသွားတယ်။ဟိုနားအိတ်လိုက်ဒီနားဆားလိုက်အမျိုးတွေချီသွားလိုက်ဒီလိုနဲ့အသက်တာ6လမ်းနေနေတဲ့ နောက်ဆုံးမှာကျွန်တော်ဘုရားကောင်းမြတ်ကြောင်းအင်္ဂလိပ်ဆရာဆရာမတွေကကျွန်တော်အင်္ဂလိပ်မှာပြောခဲ့တယ်ပြောတဲ့အချိန်မှာကျွန်တော်နှလုံးသားထဲမှာစိတ်ဝင်စားတယ်ဒီဘုရားတကယ်အသက်ရှင်လားသူတို့ကမြည်းစမ်းကြည့်ပါလားလို့ပြောတယ်အတင်းယုံခိုင်းတာမဟုတ်မြည်းစမ်းကြည့်ပါလားငါမြည်းစမ်းမယ်ဟုတ်ပြီမြည်းစမ်းမယ်မြည်းစမ်းမယ်ဆိုတဲ့အချိန်မှာပဲကျွန်တော်ဘုရားသခင်ကကျွန်တော်ယခုလက်ရှိဇနီးတယ်လေးနဲ့ပြင်ဆင်ပေးတယ်ပြင်ဆင်ပေးတဲ့အချိန်မှာယေရှုတော်ပဲဘုရားသခင်ရဲ့ပြင်ဆင်ပေးတဲ့ဇနီးတော်လေးယုံကြည်သူဖြစ်တဲ့အတွက်ကျွန်တော်ရင်သူကဘုရားကိုတည်တဲ့အမျိုးသမီးဖြစ်တဲ့အတွက် သူနဲ့အတူကျွန်တော်မီးဆန်းတယ်နော်မီးဆန်းကြည့်ပါဆိုငါမီးဆန်းမယ်မိမောင်လည်းပြောတယ်နေ့ဖျားတခေအသက်ရှင်မရှင်ငါမီးဆန်းမယ်ဖျားကြောင်းလိုက်တယ်ဖျားကြောင်းလိုက်ရင်အရင်မတော့ဘူးဆိုတော့သူကသူစီးကန်းတော့ကျွန်တော်လိုက်ရတာပေါ့ဖျားကြောင်းတော့အရင်မတော့ဘူးဆိုတော့ကျွန်တော်ဖျားကြောင်းလိုက်တယ်နှုတ်ကပတော့နားထောင်နေစိတ်ထဲမှာတိတ်ပြီးမပါဘူးနားထောင်တာပဲရှိတယ်အပြန်ကြရင်လမ်းမှာအရက်တရားဝင်တော့တယ်ပြန်လာတယ်ဒီလိုနဲ့ပဲအသက်ရှင်တယ်နောက်ဆုံးဖျားသခင်ကကျွန်တော်ကိုပို့ဆောင်ပေးသေးတယ်ကျွန်တော်မီးဆန်းနေတာရက်40တင်းနဲ့လက်ချောင်းရက်40တင်းသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်အရင်မတော့နဲ့အရင်မတော့ဘူးနေလို့ရနေပြီ ရက်40တက်တယ်တက်ပြီးသူများကြီးနှစ်ချင်းခံတယ်ဩပတ္တိဇံမင်းလားနှစ်ချင်းခံတယ်ကျွန်တော်နှစ်ချင်းခံအခုလုံးတင်လာအခုနှစ်ချင်းခံတယ်ကျွန်တော်တော်တယ်မခံဘူးကျွန်တော်မျက်ရည်လေးကြာမျက်လေးကြာပြီးလူအသက်တာရှောင်လန်းနေတယ်ဒါပေမဲ့နှလုံးသားမှာတကယ်ရုံဖျားချိလာတကယ်မရှိသေးဘူးကျွန်တော်ရှိမှာကျွန်တော်နှုတ်ကပတ်တော်နေနားထောင်တာပဲရှိသေးပြောတာတွေပဲရှိသေးတယ်ကျွန်တော်ကတကယ်မရှိသေးဘူးအဲပြန်လာတယ်ဆရာကဒလာမျိုးတွေဆရာတပါးကြောင်းမှာသူကဖျားကြောင်းအပတ်စီပုံမှန်တက်တယ်ကောင်းကြည့်ရတယ်လမ်းစီပြီးတယ်ပြန်ပြီးတယ် သွားတော့ကောင်းကောင်းပဲပြန်လာရက်တော့တယ်ညနေရက်တော့တယ်ဒီလိုနဲ့ပဲနေနေနဲ့နောက်ဆိုဘုရားသခင်ဟိုအမျိုးသမီးဆူတောင်းတယ်ပေါ့ကျွန်တော်လည်းတစ်ခါကျဆူတောင်းတယ်အလို့ရဖို့အဲအလို့ရဖို့ဆူတောင်းတယ်ဘုရားသခင်ကအကောင်းဆုံးအလို့ပြင်ဆင်ပေးတယ်နှစ်ယောက်လုံးပြင်ဆင်ပေးတယ်သူလည်းအလို့ရတယ်ကျွန်တော်လည်းအလို့ရတယ်အလို့လို့တယ်အလို့လို့တယ်ဒါပေမဲ့ကျွန်တော်လုံးလုံးသားပြန်ဒီအသက်ရှင်နေသူတို့ပြောတယ်ယေရှုကအသက်ရှင်နေငါတစ်ခါမှလည်းမမြင်ဘူး ငါနမိတ်လက္ခဏာငါတခါမှမတွေ့ဘူးသေးဘူးတကယ်ရှိဦးရှိလားအဲ့ဒီအတွေ့အကြုံကကျွန်တော်နေမှာရှိနေလို့မေဘုရားကြောင့်သွားတယ်ဒါပေမဲ့အရက်တောက်တုံးမေအရက်တောက်တယ်ဆိုအရင်တော့ကလိုပေါ်အရက်တမားအမူးကြီးတော့မဟုတ်တော့ဘူးနေကင်းလေးနဲ့တောက်တတ်တယ်နင်းနေကြတာတောက်တတ်တယ်ဘုရားတို့ကြောင့်နေပါတော့မတောက်ဘူးပြန်လာရင်တောက်တယ်အဲ့လိုနဲ့ကျွန်တော်အသက်တာ6လမ်းနေတဲ့အခါမှာကျွန်တော်အသက်တာမှာတကယ်အသက်ရှင်နေဘုရားဆိုလို့ရှိရင်ငါဒီအရက်ကိုဖျက်မယ်ဆိုပြီးကျွန်တော်ဘုရားကြောင့်တက်နေတဲ့အသင်းတော်မှာသွားပြီးတော့အသင်းဥစ္စာကျွန်တော်ဒီလိုပဲအရက်ဖျက်ခြင်းတယ် ကျွန်တော်စိတ်ကျမ်းမာရောအရက်ဖြတ်ပြီးလို့ပြောတယ်အရက်ဖြတ်ချင်တယ်အဲ့အချိန်မှာအတင်းကရောကအဲ့နေ့ရတဲ့အလူငွေအိတ်ကိုကျွန်တော်တွေကြွကြွရဲတွန်ထက်ပြီးရောတုံးမထွန်အရက်သွားဖြတ်ကြည့်ကျွန်တော်ဖះရဲ့အလူငွေကိုကျွန်တော်အရက်သွားဖြတ်တယ်အဲ့အချိန်မှာကျွန်တော်ဒီငွေကိုအရက်တော့တယ်ကျွန်တော်ဈေးတောက်တယ်အဲ့လိုလှုပ်လိုက်တဲ့အချိန်မှာကျွန်တော်အလုပ်တွေဖြုတ်တယ်နောက်ကကျွန်တော်သမီးအမျိုးသမီးကဖះပေးရဲ့ရင်သွေးပြတ်ကျသွားတယ်ကျွန်တော်ခြေတော့ဓာတ်လီကညက်အဲ့ဒီအချိန်မှာကျွန်တော်နှုတ်ခေါ်တော်အားဖြင့် ျွန်တော်ဘာဖြစ်ဘာအုပ်တိလာလဲဆိုလို့ရှိရင်အိုးဖခင်တကယ်အသက်ရှင်မလားဖခင်ပြီးတဲ့ငွေကိုငါအလွဲသုံးစားလုပ်မိတဲ့အတွက်ဖခင်သခင်ငါ့ကိုတန်ခတ်တာအသက်ရှင်နေဖခင်ပါလားဆိုတဲ့အရှင်ကစားပြီးကျွန်တော်အဲ့ဒီအရှင်ကစားပြီးတော့အရင်မတော့တော့ဖခင်သခင်ကိုဆူတောင်းတယ်ဖခင်သခင်ကျွန်တော်ဒီအရက်ကိုမတော့တော့ဖခင်သခင်ကိုပဲကျွန်တော်ကိုးကွယ်မယ်တကယ်အသက်ရှင်နေဖခင်ဖခင်နောက်ကိုပဲကျွန်တော်လိုက်မယ်ဖះရဲ့အဆူပါအစီခံမယ်အစီခံနိုင်ဖို့တော့ကျွန်တော်ဘာလို့လိုအပ်လဲဖះစဉ်အကောင်းဆုံးပြင်ဆင်ပေးပါဆိုကျွန်တော်ဆူတောင်းတဲ့ခါမှာနောက်နေ့ဆရာတစ်ပါးအဖြစ်ကျွန်တော်ကိုစံစာကြောင့်၃လတက်ခွင့်ထားလိုက်ပို့တယ်စံစာကြောင့်တက်တဲ့အချိန်မှာကျွန်တော် အရက်အဲ့တုန်းကဖះအောင်ဆူတောင်းပြီးရချိန်မှာကျွန်တော်အရက်ပြတော့ပြတ်တော့ပြတ်နေပြီဒါပေမဲ့အကြာကြီးမခံနိုင်ဘူးရှီတုံလဲလွန်လေးတုံစီတယ်ကျန်းစာရောက်တယ်ကျန်းစာရောက်တဲ့နောက်နေ့မနက်မှာပဲကျွန်တော်တရက်ပဲခန်းစားလိုက်ရတယ်ဖះသခင်ကကျွန်တော်အတက်တာကိုရှီတုံလဲလွန်ကြီးမရှိဘူးနဲ့တူတူတကယ်တင်းဥဆရာတွေအမှုဆောင်လဲဆိုကျွန်တော်ကျန်းစာကြောင့်တက်ခွင့်ရတယ်ကျန်းစာကြောင့်သုံးလဆင်းပြီးတာနဲ့ချပြီးတော့ကျွန်တော်ဖះသခင်ကအသက်ရှင်နေဖះငါနဲ့အတူရှိသောဖះငါ့ကိုစောင့်ရှောက်သောဖះဆိုတာကိုသိပြီးအဲ့ဒီအချိန်ကစားပြီးကျွန်တော်အတက်တာမှာဖះနှုတ်တော်ဖတ်တယ်ဆူတောင်းတယ်ဖះအချိန်မှာအစီအကံတယ် အစီခံနဲ့ဖျားသခင်ရဲ့ကောင်းမြတ်ကြောင်းအရင်စကားကိုပြောတယ်အဲ့အချိန်မှာကျမ်းစာဖတ်တဲ့အချိန်မှာကျွန်တော်နမိတ်လက္ခဏာတွေမြောင်မြောင်သာတွေ့တယ်ဆရာကြီးနဲ့တွေ့တယ်နဆူမောင်းထုံနိုင်တယ်မကျမ်းမှသူကိုယ်တိုင်းလက်တဲ့ဆူထောင်းတဲ့အခါမှာကျမ်းမာတဲ့အခွင့်အရေးကိုဖျားသခင်ကကျွန်တော်ကိုလက်တွေ့ပြလာတဲ့အတွက်ကျွန်တော်အသက်တာမှာယခုဖျားသခင်မှာအစီခံနေတဲ့သူဖြစ်တယ်ဖျားကောင်းမြတ်ကြောင်းအရင်စကားကိုဘယ်နေရာပဲရောက်ရောက်ဘယ်နေရာပဲတော်တော်လိုက်ပြောနေတဲ့သူဖြစ်တယ်ဖျားရဲ့အမှုတော်အဖြစ်ကိုဖျားသခင် အငိမ့်ဆုံးကနေအမြင့်ဆုံးကိုရွေးကောက်တယ်ဆိုတဲ့ဖះရကိုကျွန်တော်ယခုရရှိပြီးတော့ဖះရှင်မှာအစီကံနေဆိုတဲ့အရာလေးကိုကျွန်တော်အနေငယ်တက်တည်ခံကြပါတယ်ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေညီကူမောင်နှမအကြည့်ရှုနေတဲ့ညီကူမောင်နှမတွေကလည်းတကယ်အသက်ရှင်နေဖះရကိုညီဆန့်ကြည့်ပါညီဆန့်ကြည့်မှယုံကြည်ပါသူများပြောလို့ဟိုဟာရလို့ဒီဟာရလို့ဆိုပြီးတော့ပဋိစံမခံပါနဲ့မယုံကြည်ပါနဲ့ တကယ်နှလုံးသားမှာကိုယ်တိုင်မိဆက်မိမတကယ်နမိတ်လက္ခဏာမြင်ပြီးကိုယ်တိုင်ယုံကြည်လာပြီးဆိုမှဘုရားသခင်ကိုကိုးကွယ်လို့ရှိရင်ယခုဘဝတွေမဟုတ်ဘူးနောက်ဘဝတွေမှာဘုရားသခင်ကောင်းကြီးပေးမယ်ဆိုတဲ့အရာလေးနဲ့အနေငယ်တသက်သေခံကြပါတယ်ကျမ်းစာရောက်စီရင်ပေါ်မှာဘုရားသခင်သာရီသာရီကောင်းကြီးပေးပါစေ